ုံးပဲမင်္ဂလာပါ Digital Fusion ကိုများကျေးဇူးပါတယ်ယခုပြသမှာတော့ PC ကရင်ခွင့်နေဖြစ်ပါတယ်ပထမဦးစွာ license နဲ့က client license ကိုတစ်ချက်နေပြပါပြီးရင်ဒီမှာပေါ်လာတဲ့ IP address လေးကိုတစ်ချက်လောက်မှတ်ထားပေးပါပြီးရင်တော့ enable firewall rule ကိုတစ်ချက်နေပါ IP address တေချာတေချာကိုစစ်ရန်အတွက် window နဲ့ r ကိုတွဲနေလိုက်ပါ in cmd လို့ရိုက်ပြီးတော့ enter နှိပ်ပါဒီလိုမျိုး command prompt လေးပေါ်လာပြီဆိုရင်တော့ imp c o n f i g လို့ရိုက်ပြီးတော့ enter နှိပ်ပါဒီမှာ imp4 address ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ဒီ address နဲ့ဒီ address နဲ့တူအောင်ဖြစ်ပါတယ်ဒီလိုအနေနဲ့စစ်လို့ရပါတယ်ပြီးရင်တော့ပြေးလိုက်ပါ ဒီဂျင်းမင်းတို့ရဲ့လုပ်ငန်းတွင်းရှိ network တစ်ခုတည်းကိုပင် main server PC နဲ့ client ခွဲထားတဲ့ PC ချိန်မီတာမီတာဆက်ရအတွက်အဲ client ဆက်မှာ window out နှိပ်ပါပြီး cmd လို့ပဲရိုက်ပြီးတော့ enter နှိပ်ပါပြီးရင်တော့ ping ပြင်ရပြီးတော့ခုနကမှတ်ထားတဲ့ ip address တွေကိုဒီမှာရိုက်ထည့်ပြပါ ေရိုးဆိုရင်တော့အောက်မြင်စွာချိတ်ဆက်ထားပါတယ်ပြေလို့ရပါပြီဒီတော့ fusion client ဆိုတဲ့ software ကိုဝင်လိုက်ပါဒီ local host မှာခုနက IP address တွေကိုရိုက်ထည့်ပေးပါပြီး test connection လေးပေးပါဒီမျိုး server ပေါ်လာပြီဆိုရင်တော့ ွန်းလိုက်ကိုနှိပ်ပါဒီလိုမျိုးနှိပ်ပြီးွားပြီဆိုရင်တော့ဖြင့်ကျွန်တော်ကဒီဘက်မှာခိုင်းရလိုင်းစင်မှာဒီလိုလေးပေါ်လာပါပြီဒီလိုလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်ကဒီကမှတ်ပုံဒီမီယိုတစ်ချက်နှိပ်လိုက်ပါဒီမှာ request ပေါ်လာပြီဆိုရင်တော့ဒီဒီ Gmail လို့ဖြစ်လာရဲ့ module alive ပေါ်နေပြီးတော့ ဆာဗာကျွန်တော်ရဲ့ဆာဗာကလမ်းဖွင့်ပေးမှာဖြစ်ပါတယ်ပြီးရင်တော့ဖြစ် main server တွေဝင်ပြီ license တွေက file license တွေဝင်ပြီးတော့ refresh လုပ်လို့ရပါပြီအခုဆိုရင်ကျွန်တော်တို့ကိုယ်ပတ်ကလူကြီးမင်းတို့ဝယ်ထားတဲ့ module alike ဖွင့်ပေးလိုက်ရတဲ့အတိတ်ဖြစ်သွားပါပြီအပြီးွားရင်တော့ di kelanya sama si zane ini apa cari cabi punya lari. nah sama juga ဆိုရင်တော့ client set ကိုဖွဲ့ပြီးသွားပါဖြစ်ပါပြီတကယ်လို့အာဒီ client set မှာပြေစာထုတ်ခြင်းလဲဆိုရင်ဒီမှာဝင်ပြေစာပုံစံတတ်မှတ်ခြင်းနဲ့ဝင်ပြီးတော့ရွှေ့ပြရမှာဖြစ်ပါတယ်ဒီမှာတကယ်လို့ select ထုတ်မယ်ဆိုရင်ဒီမှာခြေသက်ထားတဲ့ printer driver တင် name ကိုရွေးပြရမှာဖြစ်ပါတယ်။ပို့ချိစေထားတဲ့ printer driver name ကိုယူရဖြစ်ပါတယ်။တကယ်လို့ if for if i ဆိုရင်တော့ use default c ကိုဖြုတ်ပြရမှာဖြစ်ပါတယ်။ပြီးရင် if for if i ဆိုရင်တော့ဒီမှာ printer name မှာဟိုချိန်ဆက်ထားတဲ့ printer driver name ကိုရွေးပြရမှာဖြစ်ပါတယ်။ဒီမှာတော့ဒီ Gmail ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ information တွေကိုထည့်ပေးလို့ရပါတယ်။ ပြီးတော့တိမ်ကြီးကိုနေရာလို့ရပါတယ်အဲ့ဒါပြီးသွားရင်တော့ version meeting ရန်နဲ့ကိုတစ်ချက်တော့တွေ့ကြည့်ပြီးပါဒီမှာ main server version နဲ့ဒီ client PC က version နဲ့တူအောင် version မြင်ပြအောင်ဖြစ်ပါတယ်တော့ chat for update ကိုတစ်ချက်နေပြီးပါဒီတော့ download တစ်ချက်နေပြီပါခဏဆောင်ပြီပါ update the Viva. Nasa Viva. खुलने को भी नहीं बीबा जानी ने पास को नहीं बीबा version နှင်းနေပြီးသွားပါပြီအခုဆိုရင်တော့အခုဆိုရင်အဲ PC client ခွဲပေးခြင်းလုပ်ဆောင်ခြင်းကိုပြီးမြောက်သွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်